အားလုံးပဲမင်္ဂလာပါရှင်။နာမည့် channel ကနေပရိသတ်များအားလုံးကိုပြန်လည်ပြန်ကြိုဆိုပါရစေ။ကျမတို့ရဲ့ channel ကနေဒီနေ့မှဆိုရင်တော့စာရေးသူလုံရှိသားထားတဲ့အောင်မြတ်ဆန်နဲ့အောက်ဝိဇ္ဇာမင်းထိန်စာစဉ်ငါးကိုဆက်လက်ပြီးတော့ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။ Okay ဒီဇာလဲကြောင်းရကိုအားလုံးကလိုက်ပါပြီးတော့နောက်ဆက်ပေးပါဦးနှောင်းမင်းညွန့်နောက်နေမဝင်ခင်အရှိအရွာလေးငါတို့နှစ်ယောက်အရောက်သွားရမယ်။မထူးပါဘူးဗျာ။ခေါ်လာတော့လိုက်လာမိအောင်လေး။ သွားဆိုတော့သွားရတော့မှာပေါ့ဒါနဲ့မင်းကိုအသက်ဘေးကလွတ်မြောက်အောင်ကူညီပေးထားတယ်နော်အဲ့ဒီအတွက်မင်းတခုပြန်ကူညီပေးရမယ်ကျုပ်ကလားဘာကူညီရမှာလဲအချိန်တန်တော့သိရမှာပေါ့ကွာလောလောဆယ်ရွာထဲအရင်ရောက်အောင်သွားရမယ်သွားတာတော့ဟုတ်ပါပြီနေညိုတော့လေးပြိုချင်းနေပြီဗျအောင်မြဲဆယ်ရနှုတ်ခမ်းဘာစကားသတ်မှပေါ်ထွက်မလာတော့ပြီအပေါ်တိုးကွေးသွားပြီမေပြောတစုံတော့ပေါ်ထွက်လာခဲ့တယ် အောင်မြက်ဆန်တဲ့မင်းညိုလှလေးတဖမ်းပင်ရွာလေးကိုနေမဝင်ခင်အရောက်နှမ်းလာခဲ့ကြပြီးတော့ရွာဦးเจ้าမှသာတဲခိုးလေးဖုန်ကြီးเจ้าမှတဲခိုးတာနဲ့မင်းညိုလှဟာငူအားထက်ရီအားတန်းဆိုသလိုလေးပြိုခြင်းစိတ်တွေကိုမနှဲထိတ်ချုပ်နေရတယ်။မောင်ကြီးပြိုးချိန်ကနေစလို့အောင်မြက်ဆန်ကတရားသာထိုင်နေလို့တမာရီအားကောင်းတထက်ကောင်းအောင်တီဆောက်နေရပါ။မင်းညိုလှကတော့ဘသူ့ကိုဒေါသထွက်လို့ထွက်ရမှန်းမသိဖြစ်နေလို့ခဏကြာလာတော့ ညခွန်နေရရုတ်တရက်ဆိုသလိုတိတိတတ်တလေးလက်လာပြီးနောက်ဆုံးမှာတော့နှစ်နှစ်ချာချာအိပ်ပျော်သွားခဲ့တယ်။ညနေလာတာနဲ့တပြိုင်နက်အောင်မြတ်ဆက်ရဲ့ခန္ဓာကိုအလင်းနဲ့နေဖြာထွက်လာခဲ့တယ်။အဲ့ဒီအချိန် အောင်မြတ်ဆက်ရဲ့ရုတ်ထဲကနေနန်ကထွက်ခွာလာလို့ရွာတော်ရှင်နန်းနန်းကိုဥတီလျှောက်လာတယ်။ရုံနဲ့နန်းကြားထဲမှာချိတ်ဆွဲထားတဲ့လက်ပြချိုးကလေရွှေရောင်တစ်ဖက်ဖက်နဲ့တောင်းနေလို့တော်လျာအနောက်ကျိုးအမြင့်တန်းနေပါလေ။ရွာလေးကိုရောက်တော့လေး အိမ်မက်မက်နေလို့လေပြာကျိုးကိုစီလွှဲကြနေတဲ့ရွာသူရွာသားတချို့ကိုလည်းတွေ့မြင်ခဲ့ရတယ်။အောင်မြတ်ဆန်လည်းအဲ့ဒီလူတွေကိုရှောင်လို့ရွာတော်ရှင်နန်းန်းကိုသာဆက်လျှောက်လာခဲ့တယ်။ကျွန်တော်ရောက်ပါပြီအဖိုး။ဆရာလေးဆရာလေးကနောက်ဆုံးတော့ရောက်လာခဲ့ပြီပဲ။နဂါတော်ဝေကရွာရဲ့ဘဲနေရာမှာတည်ရှိလာပါလေအဖိုး။ဒီရွာရဲ့အနောက်ဘက်ကဘလူးချောင်းထဲမှာရှိရပါဆရာလေး။ဒီတော်ဝေကအတုံးပြုတ်ဖို့ဆိုဘာတွေလိုအပ်လဲ။ နဂါတော်ဝေးကတော်မတော်ဝေးတော့မဟုတ်ဘူးဆရာလေး။ကောင်းငယ်ဆန်နဂါတွေအတော့ပြုခဲ့တဲ့တော်ဝေးတစ်ခုပါ။ဒီတော်ဝေးကိုအတော့ပြုသူကလေကောင်းငယ်ဆန်နဂါမျိုးရုပ်ဖြစ်မှရှားလိမ့်မယ်။ဘောဂဝတီနဂါမျိုးရုပ်တော့မရဘူး။အတော့ပြုသူကလေလိုလိုချေချေနဲ့အတော့ပြုမှကဲရောက်နေရဲ့အစွမ်းတွေကပေါ်ထွက်လာတာပါ။ဒီလောက်ဆိုဘာလို့ရမလဲသဘောပေါက်ပါပြီ။မင်းနဲ့အကြောက်ရောဘာကြားရသေးလဲအဖိုး။တော်ဝေးကိုဟိုတလောကမှ လာယူပါတယ်ဆရာလေး။ ဒါပေမဲ့မအောင်မြင်ခဲ့တာကြောင့်တောင်ဝေးရတော့သူယူတော့လို့မရခဲ့ဘူးဆရာလေးတို့ဒီကိုရောင်းနေမှန်းလေသူသိပါလေကောင်းပါပြီအဖိုးကျွန်တော်ခွေးပြူပါဦးဟုတ်ကဲ့ပါဆရာလေးဖြုတ်ဦးဤသိန်းနံဦးဤသိန်းနံအိမ်ဆောင်နေတဲ့အလုပ်သမားတွေကိုကြီးကျက်နေတဲ့ဦးသိန်းနံကအင်ရဲ့ရှေ့ရနေခေါ်တန်းကြားလိုက်တာနဲ့လောလဆအလုပ်တွေကိုခဏပြတ်ထားကအိမ်မောကနေဆင်းလာခဲ့ပြီးဘယ်အရေးကြောင့်ခေါ်ရဖြစ်ကြောင်းတိရှိရအတွက်ခြံအဝါကိုဆင်းလာတယ် ဟဲ့ငညော့ဘာတော့ဟာမဲရလဲခြံရှိကနေကုန်းအောင်နေရလားအိမ်မော်တက်လာခဲ့ပါလားကွဒီလိုပြဦးကြီးဟာစဘာပွဲတက်ရသေးသောငှားချက်လို့ဆိုပြီးမြို့ဟာစဘာပွဲစားရောင်းနေလို့ပြလာပြောတာဩအေးအေးကျေးဇူးပဲငညော့ဩဒါနဲ့မေးဘယ်သွားကြရှိသေးလဲရွာတာမိုင်းကအကြီးလေးခင်မြန်တို့အိမ်ထဲသွားခွဲပေးရအောင်ပဲဗျာအိုးရဘာခိုင်းစာရှိလို့လဲမရှိပါဘူးကွာပြန်လာရင်မင်းအတော်လှရစီရ အမဲသားတပိတ်သာဆွဲသွားကွာပြီးတော့မင်းရဲ့မိမတ်ပုကိုအားရှိအောင်လေချက်ကျွေးလိုက်ဟုတ်ကဲ့ဦးကြီးကျေးဇူးပါဗျဦးသိန်းနဲ့လည်းလှုပ်လက်ဆအလုပ်ကိုပြတ်ထားခဲ့ပြီးဆက်ဆက်ရှိအောင်ဘက်ကိုထွက်လာ ರೀ ဆက်ဆက်တွင်းကိုဝင်လာ ರೀ ဦးသိန်းနဲ့ကိုတစ်သားကလတ်ထိုင်ပေါ်မှာကြကြနနထိုင်းနေရတူဟာမတ်တက်ထားရပြီးတော့စီကြူ ರೀ ထိုင်မထိုင်မရပါ ರೀ ဟုတ်ကဲ့ဦးသိန်းနဲ့လည်းလို့နေရထိုင်ကောင်မှဝေထိုင်ရင်စူပါဟုတ်ကဆန်းဆန်းကိစ္စလေး အရှိအထိုင်းနေတဲ့စဘာပွဲစားကိုအကဲခတ်လို့မေးလိုက်တယ်။ဒီလိုရှိပါတယ်ဦးလေး။ဆန်ဆက်ကို တရားသီးစားနေအငားငားချက်နာပါ။တရားသီးကိုလေငွေ250ပေးပါမယ်။နင်းနေတော့ထထိုးပြောကိုရင်ရဲ့။ကျုပ်ဆန်ဆက်ကကိုရင်မြင်တဲ့အတိုင်းပဲ။စကားတွေရလဲမပေါမပြဲဘူး။ငါဘောကြောက်ကလေကြိတ်ခွဲဖို့ကောင်းတဲ့အကြောင်းတွေတွေးခဲ့ရောပေါ့။ဟုတ်ကဲ့တွေးခဲ့ပါတယ်ဦးလေး။ဒါနဲ့ဦးလေးကြည့်ရတာအညာသားနဲ့တူတယ်ဗျ။ တိတ်ဟုတ်တာပေါ့ကိုရင်ငါဖမ်းလိုက်လာတာလေကြီးပြက်လို့ဒီတောင်မှာကဲတဲ့နေရာကနေဆလို့ဒီရွာသူနဲ့ပဲအကြောက်ဖမ်းခဲ့တယ်ဆိုပါတော့ဩဒါကြောင့်လေဆလေးဥပုံညာကဝိဇယပြားဆက်ထဲမှာ အပြော်ကြိုက်လှိမ့်လိုက်သမားရဲ့လို့လှိမ့်သမားတွေရောက်ရရက်မှာအိမ်အောင်ပြုတဲ့ပုံကိုစောက်ဖွဲ့ထားခဲ့တာ ው ဟာကိုရင်ကစာလေးပေးလေးနဲ့ပါလားဟုတ်ဒီလိုလုပ်ပါလားဦးလေးဒီတရားဒီကိုတော့300ထားလိုက်ပါကဲကွာကောက်ပါပြီ ဒါနဲ့တဲဘောကရောအစစ်ပြေလားအခုလောလောဆယ်တော့မပြေသေးပါဘူးဦးလေးရာဒါဖြစ်လေကြော့ရင်လိုက်ခဲ့ပေါ့ဗျပို့ကောင်းတာပေါ့ဦးလေးရာကျေးဇူးပါပဲဗျမင်းညိုလားမင်းညိုလားထတော့ပကုံးကိုလှုပ်ကင်နှိုးတာနဲ့မင်းညိုလားတယောက်အိယာဘောကနေညင်းညိုလက်ရထားလို့ညနာတဲ့ကိုလက်ရေးတတ်ဆဲဖို့ရကြောင်းဘောကနေဆင်းလို့ရေကန်ရှိရထွက်လာတယ်မတောက်ထားရသေးရကြောက်လေခြေတွေလက်တွေကတုံရနေလို့ တခါတလေအကြောတွေကလည်းကက်နေတတ်ပါ रे သူ့ရဲ့စိတ်ထဲမှာတော့အောင်မြဆန်ကိုတော့မကြည့်ဘူးတွားစရာမရှိလို့သာတီးခတ်ပြီးတော့လိုက်လာခဲ့ရပေမယ့်လုံလုံးမလည်းမလိုက်ချင်းကိုလည်းတက်ဆင့်ပြီးကြားမောက်ကိုပြတ်တက်လို့အစဲတဲ့ခြားထားတဲ့ကောင်းညက်တော့ကိုမနှက်ဆောင်အဖြစ်စားနေရင်ဘလူးချောင်းကိုအနောက်ကလိုက်လာခဲ့ဆိုရင်အောင်မြဆန်ရဲ့အဆိုပါစကားတန်းကိုကြားတာနဲ့ပါဇက်ထဲရောက်နေတဲ့ကောင်းညက်ကိုကြပြခဲ့ရမျိုးချလိုက်တာမို့လေဘဲမှာတက်ခံနေတော်လေး တကောက်တောက်ခေါ်ရကိုအမြန်လိုက်ရမယ်ဆိုတဲ့စိတ်ကြောင့်ရေနွေးဘူကိုတကြိုင်နဲ့မောတော့လို့အလင်းအမြန်လိုက်ခဲ့ရပါသေးရဲ့ရွာနောက်ဘက်ကိုဥတီရှောင်းနေတဲ့အရှိရအောင်မျက်ဆန်ကိုမင်းညိုလာအမိလိုက်လာခဲ့လို့ခြောက်တစ်ခုနားကိုရှောက်တော့အောင်မျက်ဆန်ဟာကန်ဆန်နားကိုစိမ်းရေပြင်းကိုလက်ညှိုးနဲ့ထိုးလို့နှောက်ကလည်းတစ်ခုခုရွတ်စုံရဲ့အတန်ကိုလည်းကြားသိခဲ့ရတယ်မင်းညိုလှလည်းအောင်မျက်ဆန်လုံးနေရတွေကိုမလန်းမကန်းကနေတော့ထိုက်ကြည့်နေပါရဲ့ ရုတ်တရက်ရေတွေကဝဲခရက်တွေထလာလို့ရေအောင်ထရနေအမျိုးမြင်မသိရဲ့အနဲ့ရောင်တက်တာတလုံးလေးဘောပြတ်တက်လာခဲ့လို့ကြည်နေတဲ့မင်းညိုလှတော်အံ့ဩမှဲ့သက်သွားခဲ့တယ်။ကြည်နေရင်အဲ့ဒီတက်တာကစက်ဝိုင်းတရံလဲပတ်နေပြီးခနာကြတော့ရေထဲကိုငုံရှိုးပြောက်ွက်သွားပါလိမ့်။အဲ့ဒီချိန်ရေကန်တဲ့ဘေးကတောဆက်တစ်ခုကနေကြောင်မွဲဖွဲရအတန်လေးအောင်ထွက်ပေါ်ပြီးအောင်မျက်စံကလက်ညှိုးနဲ့ထိုးပြီးလက်ဝါးပေါ်မှာ ဖျားငါစုစမောက်ဆွဲလို့ချုပ်ထားလိုက်တယ်။အောင်မျက်စက်လေးဂုံးမော်ကိုပြတ်တက်လို့အချိန်မကြသေးဘူး။အချိန်ကြမှပြန်လာရအောင်လို့ပြောပြီးမင်းညိုလှကိုခေါ်ဖုန်ကြီးเจ้าကိုပြန်လာတယ်။မောင်ဖျားမမောင်ကိုချက်လားချက်တာပေါ့မောင်အခုတော့မောင်ကိုလွမ်းလို့အင်းကကျေးဇူးရှင်ဆန်ဆက်ဘက်သွားလို့လာတွေ့ရ။မယောက်ျားကလည်းတိတ်လည်းမတိတ်နိုင်သေးဘူး။ဟိုဘက်ရွာမှာအောင်လန်းဆရာတယောက်ရောက်နေတယ်။နမရပါလေ မင်းတင်နဲ့ဆိုလာနှစ်ယောက်သားနားလဲတဲ့အကြည့်နဲ့ကြည့်လို့ခေါင်းရည်ပြော့ပြောပြတယ်တကယ်တော့ဦးသိန်းတန်းရဲ့ဇနီးရနာမည်ကမလှရီဖြစ်ပြီးနာမည်နဲ့လိုက်ဖက်လှအောင်ခန္ဓာကိုယ်ကလေအပြစ်ပြောစရာမရှိအောင်ပြေဆောင်နေသူပါလေပြတ်ရာကနေတောင်တင်နေတဲ့ဦးသိန်းတန်းနဲ့တူချစ်ကြိုက်မိရာကလက်ထက်ထိမ်မြခဲ့တာပါအခုတော့မျိုးဝါးလားတဲ့စဘာပွဲစားလေးကအိမ်မှာလာတဲတာနဲ့တယောစင်တွေတွေ့လို့တလောက်ဝက်ခတ်အတွင်းမှာပြီး မလာရင်နဲ့ရေငန်နေခဲ့တယ်။ရိုးသားတဲ့ဥသိမ်းနဲ့ခမရမှာတော့မလာရည်တယောက်အိမ်တော်ရဲ့ဖောက်ပြန်နေအောင်မသိခဲ့ဘူး။တနေ့တော့ဥသိမ်းနဲ့ကဆရာတော်စီစိုးချိုင်းလာဖို့ရာကနေဖုန်ကြီးเจ้าမှာတဲနေတဲ့ညနေစိမ်းလူနှစ်ယောက်ကို တွေ့ခဲ့တယ်။သဘောကောင်းတဲ့သူမို့ညနေစိမ်းလူနှစ်ယောက်ကို ဖော်ဖော်ရွရွနှုတ်ဆက်ပြီးစကားလက်ဆုပ်ပြောခဲ့တယ်။အရှုံးဖောက်တတ်တဲ့ဥသိမ်းနဲ့ကြောင့်မင်းညိုလှပါ သူတို့စကားဝိုင်းနဲ့ပါလာပြီးရေတဲ့နဲ့နေရာမှလေးရှယ်လိုက် အောင်မြတ်ဆန်ပြောပြတဲ့အကြောင်းကြပြန်တော့လေစိတ်ဝယ်တစားနဲ့နားထောင်နေခဲ့ပြမာရီဒါနဲ့ကိုရင်ဘုတ်ကြီး၄၀မှောကဘလို့ကြက်ကြက်ရတာလေဗျဘုတ်ကြီး၄၀မှောကဘလို့ကြက်ကြက်ရလေဆိုတော့ဒီလိုရှိရင်တင်းတိုင်းမှာအမဲသားထမင်းငါစသည်ဖြင့်ခေါ်ခွန်းနဲ့ခင်းချင်းစာရကားရမှန်း22ရက်စာရရီအနည်းဆုံးပေါ့လေမှောကလာပြီဆိုအရေးတော့ပကံလုံးတော့ မျက်လုံးနေနဲ့အစော်ငုံငောထွက်နေတဲ့တရေတပတ်တွေလာပါလေရော မောအောင်သွားတဲ့အခါဒီလိုကိုင်းတွေကိုခိုင်းနိုင်စေနိုင်သွားတယ်ဒါပေပုတ်ကြီး40မှောက်ခွင်ကိုစိုက်တဲ့သူကလေလိုက်စားတယ်ပေါ့ဂါရားလည်းနှစ်ချောင်းနဲ့ပါအတူလေးမန်းတဲ့ချိန်ကညနေ6နာရီဖြစ်ရမယ်ဒါနဲ့မိတ်ဆွေကဘလို့သိရလဲအဖိုးမသိခင်ကတခါပြောတာကြားဖို့လို့ပါရော့ဒီအင်းမျိုးကိုကိုနဲ့မကွာစောင့်ထားပြီတော့ဘာဖြစ်လို့လဲ မိတ်ဆွေစီကအဲ့ဒီအငွေတက်တွေရှားနေလို့ပါဒါဖြစ်လေကားမပါဗျာကျုပ်စောင့်ထားပါမယ်ကဲကျုပ်ပြန်အောင်မယ်ဗျဆရာကြီးအစီရင်လေးအချက်တော့ပါဘာအစီရင်လေးဒီလိုပါဆရာကြီးအစားချီလို့သူ့နဲ့စပားပွဲစားလေးအကြောင်းဆုံးကိုပြောပြတယ်ညီဆိုလိုချင်တာကညီလင်ကိုတတ်ပေးရမယ်ပေါ့ဟုတ်ပါတယ်ဆရာကြီးမင်းတင်ငါအာယုံထဲမှာတော့ဒီကောင်မှပြည့်စည်တခုခုရှိရင်အဆောင်တော့ပါလို့ပြောတာလားဆရာကြီး အေးဟုတ်တယ်။နင်းလည်းဘာရီစောင့်ထားတာလေသိလား။မသိပါဘူးဆရာကြီး။အခုတော့ဖုန်ကြီးချောင်းကိုတော့ခဏခဏသွားနေတတ်ပါလေ။အော်အေးရပြီ။ဒီလောက်ဆို။ဟုတ်ကဲ့ဆရာကြီး။ရော့။ဒီရထောက်ကိုထောက်တန်းအပေါ်မှာတက်ထားလာ။ကျန်တာငါဆက်လုပ်မယ်။ကျေးဇူးပါဆရာကြီး။ဒါကဆရာကြီးတို့ညံပူစော်က900ပါ။မလာရင်မင်းတင်ပေးလိုက်တဲ့အထောက်ကိုထောက်တန်းအပေါ်မှာတက်လို့မသိတယ်လို့ဟန်ဆောင်ပြီးအောင်နေနေတယ်။ကဲဗျာ။ ဆရာတို့ဒီတစ်ခါမငင်းကြနဲ့တော့ဟုတ်ကဲ့ပါဆရာထက်တန်နေမှာတော့လိုက်ခဲ့ပေးပါမယ်ဦးသိန်းနိုင်ကအောင်မြတ်ဆန်တို့ကိုအိမ်ကိုအတဲထမင်းဖိတ်ကျွေးနေရာတုံးကရှိပြီဖြစ်တာနဲ့အခုတစ်ခါတော့လိုက်လာခဲ့တာပါဟေးမိမရင်မိမဦးသိန်းနိုင်ကလေကလေးအပေါ်ကနေဖက်နှက်ချွတ်ပြီးနောက်ဖေးမှာအလုရှုပ်နေတဲ့မလိုက်တယောက်သူ့ရဲ့ခေါ်သားမကြားတာနဲ့အိမ်မော်တက်မယ်အပြုအောင်မြတ်ဆန်ဟာအင်းကြီးစားကိုလှမ်းဆွဲထားလိုက်တယ် ဘာဖြစ်လို့လဲပြဆရာလေးခဏနေအောင်ဒီအိမ်မှာမကောင်းတဲ့အငွေသက်တွေစီစဲနေရင်ခြံကိုစောင့်ဝင်လာခဲ့တော့တတိထောင်းမိရင်အဲ့ဒီချိန်ထောက်တန်းအဖို့ကကြောင်နဲ့တကောင်ခုန်ဆင်းလို့နောက်ဖေးအပေါက်ကနေထွက်ပြေးသွားခဲ့တယ်မလာရီလေနောက်ဖေးအပေါက်ကနေအခုမှထွက်လာပြီဩကုသိန်းနံရောက်နေရကြပြီလားကျမနောက်ဖေးမှာဟင်းချက်နေလို့ဧည့်သည်တွေရောပါလာတာကိုအားနာလိုက်တာအိမ်မော်တက်ပါရှင့် မလိုက်ကြောင်ဆင်းပြေးသွားတဲ့နေရာကိုသွားကြည့်စမ်းကိုသိန်းနံဘာတွေပြောနေရလဲကျမတို့အိမ်မှာကြောင်မမရှိဟာထုတ်တန်းပေါ်ကပစ္စည်းကိုယူပြီးမိရှို့လိုက်ပါအမိအောင်မျက်ဆန်းရဲ့စကားကြောင့်မလိုက်တယောက်မျက်စိပြက်မျက်နှာပြက်နေထုတ်တန်းအပေါ်ကထုတ်ကိုယူပြီးရှေ့တယ်မှာပဲမိရှို့ဖြက်စီခဲ့ရတယ်ဟာငါအစင်ရင်ကိုဒင်းကအသာအယချိုးဖြတ်သွားခဲ့တာပဲမင်းနဲ့ကတပွဲတလန်းတော့တွေးကြတာပေါ့ကွာဆရာကြီး ဘာဆက်လို့မလဲရှင်အခုကအေးဘာမှဆက်မလုံးနဲ့ဒီအတိုင်းပဲနေအောင်ငါဒီကောင်ကိုအရင်ရှင်းအောင်မင်းဟုတ်ကဲ့ပါဆရာကြီးအေးနေလဲအခုပြန်တော့မလာကြီးပြန်သွားတာနဲ့မင်းနေဟာကလတ်ထိုင်ပေါ်မှာထိုင်လို့ခြေတော့ကိုအမြင့်တနေရာကိုတည်ပြီးကိစ္စတကူလေးလေးနက်နက်စဉ်းစားနေမင်းနေထိုင်ထားတဲ့ကလတ်ထိုင်ဟာ ကလတ်ထိုင်မဟုတ်ဘဲဖယားဆင်းလို့တော်လေးစုကတောင်လေးတိုင်းမှာထမ်းထားတာပဲဖြစ်ပါလိမ့် ူခြေတော့တည်ထားတဲ့အမြင့်တနေရကလည်းဖယားဆင်းလို့တော်ရင်ဦးကောင်းအပိုင်ဖြစ်ပါလေဆရာကြီးကျွန်တော်တို့ကိုခေါ်တော့အရေးကြီးကိစ္စရှိလို့လားအေးရှိရခဏက်ငါတို့ညကြရင်ငကားတဝေးယူဖို့လောက်ရမယ်ဟုတ်ကဲ့ဆရာကြီးမင်းတို့အစဲသေးဖြစ်အောင်လှုပ်ထားကြဒီကောင်ကလည်းအင်းဝဲစာတပါပဲသူနဲ့ပါလာတဲ့ကောင်ကလည်းဒီတဝေးပိုက်ရှင်ဖြစ်တဲ့ကောင်းငင်ဆန်ငကားမျိုးနွယ်တဲ့ကောင်ပဲမို့တတိဝရိယရှိဖို့လိုမယ်ဆရာကြီးရဲ့အစွမ်းကို ျွန်တော်တို့တွေက ရုပ်ကြည့်ပြီးသားပါငါလိုလူစားဖို့မှနှစ်ယောက်မရှိပါဘူးငနဲ့ရမင်းညိုလားအခုမင်းကိုညီမတော့ရှားတော့မင်းကျုပ်ကဘာကူညီပေးရမှလဲအခုငါပေးရမန်းတန်းကိုကြက်ထားမင်းတခါတွေးခဲ့တဲ့အနှဲရောက်တက်တာတွေကတောင်ဝေးကိုမင်းကြက်ထားတဲ့မန်းတန်းနဲ့ဖြန့်ပေးရှို့လာယူပြီးဘာလို့ရမှလဲမင်းဆော့ဖြတ်ပါအဲ့ဒီပိုင်းကတော့ကောင်းပြီလေအခုသွားရမှလား ဘလူးချောင်းရဲ့အဆက်မှာတော့မင်းတင်တဲ့တပည့်အပေါင်းပါတွေရောက်ရှိနေလို့စီရထက်ထက်နဲ့တားလို့တာဝဲကိုရာယူနိုင်ဖို့ရန်ကြိုးစားနေပါလိမ့်ဒီချောင်းကိုစောင့်ရတဲ့နှမင်းတင်ငါ့ရဲ့အရှိကိုချက်ချင်းဆုပ်တလို့ရောက်ရှိလာခဲ့စမ်းမင်းတင်အဲ့ဒီလိုအမိတ်ပေးလို့ဖဏောက်ပေါချရတဲ့တပြိုင်နက်ချောင်းအတွင်းကနေဘောင်းဆောက်ကိုခါမဆေးထားပြီးနတ်တပါပေါ်ထွက်လာခဲ့သည်ဘာရေရှိလို့ပါလိမ့်စီရသက်ခဲတဲငါလောက်လိုက်ရသေးတော့မှာ တာဝဲတက်တာကိုခေါ်နေရတယ်ဘာလို့အခုထိမထုတ်ပေးရလဲဒီလိုရှိပါရဆရာတက်ခင်ဒီတက်တာကကျွန်တော်မျိုးရဲ့ထိချုံမှုအောက်မှာမရှိပါဘူးတစ္ဆာကျိုးနဲ့ခြေနောက်ထားခဲ့တဲ့အတွက် ကောင်းကင်ဆက်မျိုးရိုးတွေပဲယူဆောင်နိုင်ပါတယ်ဘာကျိုးတယ်ပဲချီချီစိတ်ဝင်စားဘူးကြောက်စိတ်ဝင်စားတာကဒီလိုဇကားပြောနေချင်းဝေါ်ခနေရေလိုင်းနေတဲ့အတူတာဝဲတက်တာကလေးဘောကိုပြတ်တက်လာခဲ့တယ်မင်းနေရာလင်းအင်းတက်ချက်ကိုလေးဘောမှရေးဆွဲလို့ တစ်တဆီကိုပြက်လော့လိုက်ပြီးအနောက်ကနေဟွေကနေအတန်ထွက်ပေါ်လာတာနဲ့အတန်လာရအနောက်ကိုလှည့်ကြည့်တော့အောင်မြတ်ဆန်ကပြက်လော့လိုက်တဲ့အေးဟာသူ့အနာကနေဖြတ်သွားပြီးအင်းနှက်ချက်ထိတွေ့သွားလို့မီးတောက်ကြီးထားလောင်လာခဲ့တယ်။အော်ဘသူများလဲလို့မင်းဟိုကတရဖရမကြောက်တရမကြောက်သိရအပယ်လာရမယ်သူပါလား။အေးဟုတ်တယ်။ငါဒီပြင်းချောင်းစတဲ့နေကသိမှလည်းမကြောက်ဘူး။အပယ်ကြမှလည်းမကြောက်ခဲ့ဘူး။ မိုက်တွေနှလားကြည့်လားတဲ့ရစကားတွေတိတ်မြောင်းနေနေအောင်မြန်ဆန်ရှိတဲ့ပညာထောက်ပါမင်းညို့လားခဏအနောက်ဆုတ်နေလားမင်းတင်ရလေဂန္ဓာယီပညာရက်မှာဆူလဂန္ဓာယီရဲ့အင်းဝိဇာတပါဖြစ်ပါလေမင်းတင်ရမြေပြင်ပေါ်မှာကလန်ဖြတ်တွေပါလေအင်းတချက်ကိုရေးဆွဲပြီးလောဝါနဲ့ရိုက်ချလိုက်တာနဲ့အင်းကွက်ထရကျောင်းနဲ့ကောင်းကောင်းထွက်ပေါ်လို့အောင်မြတ်ဆန်ကိုတိုက်ခိုက်ဖို့အတွက်ပြေးလာတဲ့အချိန်အောင်မြတ်ဆန်ရဲ့အနောက်ဖက်ကလေကိုတော့ကျောင်းနဲ့ကောင်ပေါ်ထွက်လို့ မင်းနေရဲ့ကြားနှက်ကောင်နေစတဲ့တိုက်ခိုက်ပါတော့တယ်အချိန်ကြာလာတော့မင်းနေရဲ့ကြားတွေအေးနှိမ့်လာတာနဲ့အင်းခွက်แท้ကိုခုတ်ဆဲသွားခဲ့ပြီးကိုတော်ကြားနှက်ကောင်ကလည်းလူပုံတရက်ပြောင်းလို့အောင်မျက်စံကိုအယူအသေးပေးလို့ပျောက်ွယ်သွားခဲ့တယ်ဆက်လဲနေနေနေရအနှက်ကနေပေါ်ထွက်လာခဲ့လို့အောင်မျက်စံရှိရာကိုအထွေးလိုက်တိုးဝင်လာတာနဲ့အောင်မျက်စံကလည်းဘေးပတ်ဝဲကျင်းကနေပြန်တန်းတိုးဝင်လာတဲ့ဆက်တွေကိုကာကွယ်နေတဲ့အချိန် မင်းရင်းကမိမပြုတ်ရဲ့ရှားသေးသွေးနဲ့ရုံရံတဲ့အစီရံနဲ့စီရံထားပြီးကိုးကွက်အင်းတဲ့ကိုကဝေတက်ဖြက်ကြီးအင်းဆက်ပြောင်းမြန်ပြန်ယူကနဲ့ထဲလို့အောင်မျက်ဆန်စီကိုပြက်လော့လိုက်တာနဲ့စက်တိတ်ကိုခုခံတားဆီးနေအောင်မျက်ဆန်ဟာမင်းနဲ့ပြက်လော့လိုက်တဲ့စက်ကိုတတိမထားမိရနဲ့ရင်ဝါကိုထိုးဖောက်ဝင်းရောက်သွားခဲ့တယ်။ရုံရံတဲ့အရာတွေပါတာနဲ့အောင်မျက်ဆန်ရဲ့ခန္ဓာကိုယ်ကစေဆောင်တွေကလည်းအတီးတီထွက်ခွာသွားခဲ့လို့နေရဌာနဖုံကိုပြန်ကြွသွားခဲ့တယ်။ ွေးတွေအကြလို့မြေပြင်ပေါ်မှာဒူးထောက်ရဲ့ကြာနေတဲ့အောင်မျက်စံကိုမင်းတင်ကကျင်းတတ်တဲ့အထိအာဘာတရရှင်းမောပြီးမှတက်ရဲ့အင်းခွက်ရေးဆွဲတယ်။ဖြောင်းကနေအတန်နဲ့တူတော်ဝဲတက်တာကပွက်ထွက်လို့ရေရောင်တဖိဖိတောင်းနေက အပေါ်ပိုင်းကနဂါးကောင်းရဲ့အပိုင်းမှာဗရမများနေရဲကြီးကလေရဲရဲတောက်လို့လေပေါ်မှာပက်လို့ပြန်တန်းနေပြီးမင်းနေကလက်ဆက်တပ်ပြီးယူလိုက်တာနဲ့တော်ဝဲရသူ့ရှိရကိုပြတ်တတ်ပြီးသူ့ကိုကြော်လို့ မင်းညိုလှရဲ့လက်ထဲကိုရောက်ရှိသွားခဲ့သည်အမှန်တော့မင်းညိုလှကအောင်မျက်စံတင်ပေးထားတဲ့မန်နံကိုရွတ်ဆိုလိုက်တာကြောင့်ဖြစ်ပါသည်မင်းညိုလှတာဝေးကိုရရည်ဆိုတာနဲ့ကဲရောက်နေရဲ့အစွမ်းနေအစမတန်ထွက်ပေါ်လာခဲ့သည်တာဝေးရောလေးဘောကိုမြှောက်လို့နဂါးဆက်တစ်ခုကောင်းငင်ဘောကိုပြတ်ထုတ်ပြီးပြတ်တက်သွားတဲ့ဆက်ကပိုက်ကောတဖွေအပြရောက်ဆက်တန်းကြီးကြီးဖြစ်ပေါ်လို့အပေါ်ကနေအုံမိုးသွားခဲ့သည်မင်းနေရာနဲ့အုပ်ထားတဲ့ဆက်တန်းကြီးကိုအေးတချမ်းနဲ့ထိုးဖော်တဲ့အချိန် သူ့ရဲ့ဆက်တွေကရုတ်တရက်အားပြောလာခဲ့တယ်။ဘာကြောင့်လဲဆိုတော့မင်းညိုလာကြိုက်ထားတဲ့နှကားတဝေးအနားမှာရှိတဲ့အစွမ်းတွေကိုစုပ်ယူတတ်လို့ဖြစ်ပါတယ်။အချိန်တွေကို ရိတ်စားမိရင်အောင်မျက်စံဒီအချိန်ကိုအခွင့်ကောင်းယူလို့ရှိသမျှအားတွေကိုစုစည်းကမတ်တပ်ထားရလို့ပညာသိတဲ့ဆမအိုတိတ်တိတ်တင်ကမင်းနဲ့တို့စီပြော်လော့လိုက်တာနဲ့အနောက်ရောက်ပညာမီကုန်းဝဲတွေဟာပညာသိန်းဆမတွေကိုဝင်ရောက်ပြောက်ကွယ်သွားခဲ့တယ်။ပညာဆက်တွေကုတ်သွားပြီဖြစ်တာနဲ့ အောင်မြတ်ဆန်ဟောင်းပညာသိမ်းဆမောက်ကိုပြတ်သိမ့်လို့လွယ်ဤထဲကိုထဲ့မယ်ပြုခေါင်းနှောင်ရှိတ်ကနေဖြစ်ပြီးမြေပြင်အပေါ်လဲကျသွားတော်ရီမင်းနေရတပည့်အပေါင်းပါရီရလေအယူတစ်ပိုက်ဖြစ်လို့တောဆက်ထဲဝင်ရောက်ပျောက်ကွယ်သွားခဲ့ပြီးမင်းနေရတော့ကို့ဘသာအစိုးစင်ရင်ခဲ့တာကြောင့်မြေပြင်ပေါ်မှာပဲမိတော့ကြီးထလို့တောက်လောက်ခဲ့ကဒီနေရာမှာပဲနေကုန်းချုပ်သွားခဲ့တော်ရီဆရာတော်ဖျောင်းဒီမှာတဲတဲ့လူနဲ့ရောက်မတွေ့တော့ပါလားဖျောင်းဟုတ်တယ်တကားကြီး သူတို့မနေရပဲအရေးကြီးတယ်ဆိုလို့ညာရင်းချင်းပဲထွက်သွားကြတယ်။ဒကာကြီးတော့လေဒီဆောက်ပေးခလိုက်တယ်။ဦးသိန်းနဲ့လည်းဆရာတော်ဆီကဆောင်းယူသေးစောင်းနေယူလို့စာရရပါတဲ့တိုင်းအခုရတကောင်ချင်းအိမ်နဘေးကမကြီးပင်အောက်ကိုထားကြည့်ပါဆိုရင်အောင်မျက်စံရဲ့စကြောင်းဦးသိန်းနဲ့လည်းစာရရတိုင်းတပည့်ရီနဲ့ရှောင်ကြည့်ရနဲ့မိမဖြစ်သူနဲ့စဘာပွဲစားတို့ခိုးပြီးချင်းတွင်းနေရမိခဲ့တာပဲဖြစ်တယ်။ဟုတ်ကဲ့ပါပရိသတ်များရှင်။ ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတဲ့အောင်မြင်ဆန်ကိုမင်းညိုလာဘလို့လုံးမလဲဘယ်တွေကိုခရီးဆက်အောင်မလဲဘာတွေကြောင်ရအောင်မလဲဆိုတော့အောင်မြင်ဆန်နဲ့ပါရမီဖြည့်ဘက်လန်းဆိုတဲ့ဇလန်ကားတစ်ပုဒ်ကိုဆက်လက်ဆောင်ရပြီးတော့အပင်နာဆက်မအောင်တော့အပင်နာဆင်သူပြိတ္တများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်